ဂျီကီရဲ့ဘေးတက်တဲ့အလို့ချင်းဆုံးကတဲစုအထူးသဖြင့်တဲစုငိမ့်နဲ့ထူအောင်ရဲ့အမြင်ပေါ်မှာသူတို့အလို့ချင်းဆုံးကဘာဖြစ်မလဲသူတို့တဲ့သွားတာအဆင်ပြေသွားတာကိုလိုချင်တာလားဒါမှမဟုတ်အဆင်မပြေဖြစ်နေတာမျိုးကိုလိုချင်တာလားဒါတိတ်ကူမှအရေးပါတယ်လို့ပြောရမယ်အရင်တော့ကပို့တစ်ခုမှတွေ့တယ်ဂျီကီရဲ့ဖန်တယောက်ကရေးထားတာပေါ့နော်အာတဲစုငိမ့်အနေနဲ့ဂျီကီကိုအားပေးစကားပြောပေးပါအောင်ဆိုတဲ့ ပုံလေးပေါ့နော်ဒါကတော့ခြုံငုံပြီးတော့ပြောတာပါအဲ့ဒီအောက်မှာအငင်းပွားမှုတွေတချို့ဘာညာတွေပြောကြတာတွေ့တယ်ပေါ့နော်တဲဆုငင်ကဒီလိုမျိုးပြောမပေးတဲ့အတွက်စိတ်သဘောထားမပြီးမှမို့ဆိုတဲ့ပုံစံမျိုးတွေထိပြောထားတာတွေ့တယ်ပေါ့နော်ဒါပေမဲ့မနေ့ကအင်တာဗျူးတစ်ခုမှာ အဲသူတို့ဆရာတပည့်နေရောက်ကြီးကေပေါ်မှာအပိစကားဆူတောင်းစကားဂုံပြူစကားတွေပြောခဲ့တဲ့အပေါ်ကြမှာလေတခါကြီးကေရဲ့ပိဟိတတ်တရားသူတို့ဆရာတပည့်နေရောက်ကိုရှေ့ချိုလှုပ်ချိုတို့ဟိုပြီးတော့အဲဘာညာပေါ့ကွာအဲ့လိုမျိုးတခါအဖြစ်တရားပြန်ပြီးတော့ပြောပြန်တယ်အဲ့တော့သူတို့ရဲ့သူတို့ကသူတို့ကဘာကိုလိုချင်တာလဲပြဲသွားတာအဆင်ပြေသွားတာကိုမလိုလားတာလားဘယ်လိုမျိုးလဲပေါ့နော်တစ်ဖက်က ကောင်းမြင်စိမ့်နဲ့ပြောပေးတဲ့အခါမှာကုပကလည်းစိတ်ရှင်းရှင်းနဲ့အကောင်းမြင်စိမ့်ထားနိုင်ဖို့လိုပါတယ်ပြီးတော့ GK ကအမှုပညာလုံးလုံးနေတာเนาะ business woman လုပ်နေတာမို့အမှုပညာရှင်ဆိုတာအားပေးတဲ့သူများမှသာနေရာပိုးရမှာပါအခုနီနီလေးအိမ်ကိုကြည့်နော်သူအရင်ချင်းလေးရှိတယ်ရုပ်ရည်လေးရှိတယ်ဒါပေမဲ့ဖန်အင်အားနဲတယ်ပြီးတော့အငင်းပွားမှုပြဿနာတွေများတဲ့အခါမှာသူ့မှာသူ့ရာသိမ့်မဲ့အခွင့်အရေးတွေသူ့လုံးရမယ့်အရာတွေဆုံရှုံရတယ်နော်